မစ်ကော်တွန်ချီနဲ့ S size က3.5 mm ကိုတုံးထားပါတယ်။ပရမအုံးဆုံးဖွမီးထိုးပါမယ်။ဖွမီးမထိုးခင်မှာဒီပန်းကိုချုပ်ဖို့အတွက်ခြီလေးရှည်ရှည်လေးခြံထားလိုက်ပါမယ်။ပြီးတော့မှဖွမီးထိုးပါမယ်။ဖွမီးအားလုံးမှာ52မှ2ခုထိုးပါမယ်။ တိနိတုံလိ၅၆၅၁ဖွမီအလုံး52ခုရပြီဆိုရင်ဖွမီ3ခုကိုကြော်ပါမယ်တိနိတုံ3ခုကိုကြော်ပြီးတော့၄ခုမြောက်ဖွမီလေးထဲမှာ တိုင်ရှည်တိုင်ထိုးပါမယ် ဟောဒီအပ်မှာခြီလေးကိုတရေရစ်ပါပြီးရင်လေးခုမြောက်ဖွင့်ပြီးထဲမှာအပ်ထည့်မယ်ပြီးရင်ခြီဆွဲပါအပ်ပေါ်မှာရှိတဲ့ဒီခြီလေးကိုနှစ်ပင်ချင်းထုတ်ပါမယ်ရှင်းနှစ်ပင်ကိုတစ်ခါထုတ်နောက်နှစ်ပင်ကိုတစ်ခါထုတ်တိုင်းရှိတိုင်းရပါပြီ။ပြီးရင်ဖွံ့ပြီးသုံးချက်ကျစ်ပါမယ်။1 2 3 3ခုနလုံးကထိုးခဲ့တဲ့အပေါက်ထဲမှာပဲနောက်ထပ်တိုင်းရှိတတိုင်းထပ်ထိုးပါမယ်အပ်မှာခြီလေးကိုတရေရစ်ပါပြီးရင်အဲ့ဒီပေါက်ထဲမှာပဲအပ်ပြန်ထဲခြီဆွဲရှေ့နှစ်ပင်ကိုတစ်ခါထုတ်မယ်နောက်နှစ်ပင်ကိုတစ်ခါထုတ်ပါမယ်ဒီလိုပုံစံလေးရပါမယ်ဘွေးပုံသဏ္ဍာန်လေးပေါ့နော်တိုင်းရှိတတိုင်းဖွင့်ပြီးသုံးချက်တိုင်းရှိတတိုင်း အဲ့ဒီပုံစံလေးတွေလိုက်ထိုးမှာပါဒီလိုမျိုးတစ်ခုပြီးသွားပြီဆိုရင်ဖွမီ3ခုကြော်ပါမယ်1 2လေးခုမြောက်ဖွမီထဲမှာတိုင်ရှည်တစ်တိုင်ပြန်ထိုးမယ်အပ်မှာခြီကိုတရေရစ်ထားတယ်လေးခုမြောက်ဖွမီလေးထဲမှာအပ်ထက်ပြီးရင်ခြီဆွဲ ရှေ့နှစ်ပင်ကိုတစ်ခါထုတ်တယ်နောက်နှစ်ပင်ကိုတစ်ခါထုတ်တယ်တိုင်ရှိတတိုင်းထိုးလိုက်တာပါပြီးရင်ဖူမီသုံးချက်ပြန်ကျင့်မယ်1 2 3အိပ်ပေါက်ထဲမှာပဲတိုင်ရှိတတိုင်းပြန်ထိုးမယ်တီးရစ်တယ်အိပ်ပေါက်ထဲမှာအပ်ပြန်ထဲခြီဆွဲရှေ့နှစ်ပင်တစ်ခါထုတ် နောက်နှစ်ပင်တစ်ခါထုတ်ပါတယ်။ဒါဆိုရင်ဒီလိုမျိုးနှစ်ခုရပါပြီ။နောက်ထပ်ဖွံ့ဖြိုးသုံးပေါက်ကိုထက်ကြော်မယ်။ကြော်ပြီးရင်တိုင်ရှည်တစ်တိုင်းဖွံ့ဖြိုးသုံးချက်တိုင်ရှည်တစ်တိုင်းထိုးပါမယ်။အပ်မှာခြည်လေးကိုတည်းရစ်ထားပါ။ပြီးရင်ဖွံ့ဖြိုးသုံးပေါက်ကြော်မယ်။1 2 3ခုမြောက်ဖွံ့ဖြိုးထဲမှာအထက်ခြည်ဆွဲတိုင်ရှည်လေးထိုးပါတယ်။ တိုက်ချစ်တိုက်ပြီးရင်ဖွင့်ပြီးသုံးချက်ကျင့်မယ်1 2ပြီးရင်အဲ့ထဲမှာပဲတိုက်ချစ်တိုက်ပြန်ထိုးမယ်တီးရစ်တဲ့တိုင်ချီလေးထိုးပါတယ်အခုလိုပုံစံလေးညီဆက်ပြီးတော့ထိုးသွားပါမယ်ဒါမို့လေ73ခုရပါမယ်ဒီမှာတစ်ခု၊နှစ်ခု၊သုံးခုပြပါပြီနောက်တစ်ခုထပ်ထိုးပြပါမယ် အံ့မှာခြေကိုတင်းရစ်ထားပါအောက်ကသုံးပေါက်ကိုကြော်မယ်တင်းနှင်းသုံးလေးခုမြောက်ထဲမှာအပ်ထဲခြေဆွဲတိုင်ရှည်လေးထိုးမယ်နော် တိုင်ရှည်တစ်တိုင်းပြီးရင်ဖူမီသုံးချက်အဲ့ပေါက်ထဲမှာပဲတိုင်ရှည်တစ်တိုင်းပြန်ထိုးပါ အခုထိုးတဲ့ပုံစံအတိုင်းဆက်ထိုးပါမယ်။အောက်ကဖွံ့မီး၃ခုကိုကြော၁၂၃၄ခုမြောက်ထဲမှာတိုင်ရှိတဲ့တိုင်းဖွံ့မီး၃ချက်တိုင်ရှိတဲ့တိုင်းအဲ့လိုပုံစံလေးဒီဒီအဆုံးထိရောက်အောင်ဆက်ထိုးသွားပြီပါ။တရံလုံးပြည့်သွားပြီဆိုရင်ဒီလိုမျိုးဘွီးပုံတရံလေးတွေ73ခုရပါမယ်။ နောက်တစ်တန်းဆက်ထိုးပါမယ်။ဖွမီနှစ်ချက်ရင်ကျစ်ပါ။ဒီနှစ်ပြီးရင်ဒါလေးကိုဒီလိုမျိုးတစ်ဖက်လှည့်လိုက်ပါ။ပရမအူဆုံးတွေ့တဲ့ဒီဘွေရှိတ်အပေါက်လေးထဲမှာတိုင်လက်ကိုးတိုင်ထိုးပါမယ်။တိုင်လက်ဆိုတာအံ့မှာခြီကိုတရေရစ်တယ်။ပြီးရင်ဒီခွင်းလေးထဲမှာအပေါက်လေးထဲမှာအလေးထဲခြီဆွဲ အပ်ပေါ်မှာရှိတဲ့ခြိသုံးပင်ကိုတစ်ခါရဲဆွဲထုတ်ပါမယ်။တိုင်လက်တစ်တိုင်ပြီးပြီးတရစ်ပြန်ရင်မယ်။ဂွင်းလေးထဲမှာအပ်ထည့်ခြိဆွဲအပ်ပေါ်မှာရှိတဲ့ခြိသုံးပင်ကိုတစ်ခါရဲထုတ်နှစ်တိုင်။တင်းရင်မယ်။ဂွင်းထဲမှာအပ်ထည့်ပြီးရင်ခြီလေးဆွဲအပေါ်မှာရှိတဲ့ခြီသုံးပင်ကိုတစ်ခါရဲဆွဲထုတ်သုံးတိုင်ရပါပြီ။ အလုံးမောင်းကိုးတိုင်ပြီအောင်ဆက်ထုတ်ပေးပါတိုင်လန်အလုံးမောင်းကိုးတိုင်ပြီသွားပြီဆိုရင်ဒီဂျားလေးထဲကအပေါက်လေးထဲမှာတိုင်ထူတိုင်ထိုးပါမယ်အဲ့ဂျားလေးထဲမှာအထည့်မယ်ပြီးတော့ခြီလေးဆွဲနှစ်ပင်ကိုတစ်ခါတည်းဆွဲထုတ်လိုက်ပါဒါမျိုးလေးရပါပြီပြီးရင် ဒီနောက်ကရက်ကဒီပေါက်လေးအဲ့ထဲမှာလည်းတိုင်လက်၉တိုင်ထိုးပါမယ်တင်းရင်မယ်အဲ့ပေါက်လေးထဲမှာအတ်ထဲခြီဆွဲ၃ပင်ကိုတစ်ခါရဲထုတ်လိုက်တယ်တတိုင်ရပြီအားလုံးပေါင်း၉တိုင်ပြည့်အောင်ဆက်ထိုးပေးပါ၉တိုင်ပြည့်သွားပြီဆိုရင်ဒီချားလေးထဲမှာတိုင်တို့တိုင်ထိုးပါမယ် ဈာလေးထဲမှာအပ်ထည့်တယ်ပြီးရင်ခြီလေးဆွဲတိုင်တူထိုးလိုက်ပါတယ်ဒီနောက်မှာဒီလိုမျိုးအပေါက်ကလေးအလုံးပေါင်း17ခုပြန်ပါမယ်အဲ့17ခုမှာတိုင်ရှည်6တိုင်စီထိုးရမှာပါတိုင်ရှည်6တိုင်ပြီးရင်ဒီကြားလေးထဲမှာတိုင်တူတစ်တိုင် ပြီးရင်ဒီထဲမှာတိုင်ရှိ၉တိုင်ဒီကြားထဲမှာတိုင်လူတတိုင်အဲ့လိုမျိုးနဲ့အဆုံးထိရောက်အောင်ဆက်ထိုးရပါပါအဲ့တော့နောက်ပေါက်ကစပြီးတော့တိုင်ရှိထိုးမယ်အတ်မှာခြီကိုတေးရစ်တယ်အပေါင်လေးထဲမှာအတ်ထင်ခြီဆွဲတိုင်ရှိထိုးမယ်နော်တိုင်ရှိဆိုတော့ရှင်းနှစ်ပင်ကိုတစ်ခါထုတ်တယ်ပြီးတော့မှနောက်နှစ်ပင်ကိုတစ်ခါထုတ်ပါတယ်ကိုယ်တိုင်ပြောင်းထိုးမယ်တင်း နှစ်သုံးကိုယ်တိုင်ပြအောင်ဆက်ထုတ်ပြပါတိုင်ရှည်ကိုယ်တိုင်ပြပြီဆိုရင်ဒီကြားလေးထဲမှာတိုင်တူလေးထိုးပါမယ်ကြားလေးထဲမှာအထက်ပြီးတော့ခြည်ဆွဲတိုင်တူထိုးပါမယ်အခုလုပ်တဲ့ပုံစံအတိုင်းအဆုံးထိအောင်ဆက်လုပ်ပါမယ်။ ီထဲမှာတိုင်ရှိ9တိုင်ပြီးရင်ဒီကြားလေးထဲမှာတိုင်တို့တိုင် တိုင်ရှိ9တိုင် တိုင်တို့တိုင် တိုင်ရှိ9တိုင် တိုင်တို့တိုင်အဆုံးထိရောက်အောင်ဆက်ထိုးပေးပါဒီနောက်ဆုံးအပေါက်လေးထဲမှာတိုင်ရှိ9တိုင်နဲ့အဆုံးသတ်ပါမယ်နောက်ဆုံးအပေါက်လေးမှာတိုင်ရှိ9တိုင်နဲ့ထိုးပြီးပြီဆိုရင် အစသိမ့်ပါမယ်ဖူမီတစ်ချက်ကြည့်လိုက်ပါ ကြစ်ပြီးရင်ခြေစာလေးကိုဒီလိုမျိုးခက်ရှိရှိလေးဆွဲလိုက်ပါနော်ပြီးတော့ဖြတ်လိုက်မယ်ခုဖြတ်လိုက်တဲ့ခြေစာလေးကိုခုလိုအစာသိမ်းတဲ့အံလေးထဲမှာထည့်လိုက်ပါထည့်ပြီးတော့ဒီနောက်ကြောထဲမှာတွားပြီးတော့ဒီအစာလေးကိုဖြောက်မယ်နော်ဒီထဲမှာအက်ကလေးလိုက်ထည့်ပါနော်အလေထဲမှာအက်ကလေးလိုက်ထည့်ပါ ပြီးရင်ဆွဲပါခြိစာလေးကိုဖြတ်လိုက်လို့ရပါပြီဒါဆိုရင်ခြိစာလေးပျောက်သွားပြီเนาะအခုကဒီလိုအပွင့်ပုံစံလေးဖြစ်အောင်ဒီပွင့်ဖက်လေးတွေကိုလိပ်ပါမယ်ပရမအုံးဆုံးခြံခဲ့တဲ့ဒီဖွမီ မထိုးခင်မှာခြံခဲ့တဲ့အရှိလေးတဲ့ ကျိုးရှိလေးကိုအက်ကလေးထိုးလိုက်ပါနော်အက်ကလေးထိုးထားပြီးရင်ဒီဟာလေးကိုစပြီးတော့ခွေပါမယ်အခုလိုပုံစံလေးခောက်ပါ ကိုကြိုက်တဲ့ပုံစံလေးရပြီဆိုရင်နောက်မှလိုက်ပြီးတော့ချုပ်ပါမယ်တစ်ဖက်ကိုလှည့်လိုက်ပါလက်ကလေးနဲ့ထိန်းထားပြီးတော့ဒီဘက်ကိုလှည့်လိုက်ပါပြီးပြီဆိုရင်ဒီနောက်မှာအက်ကလေးနဲ့အခုလိုပုံစံမျိုးလေးလိုက်ထိုးထည့်ပြီးပါ ေချာပေါအောင်နောက်ထပ်နှစ်ခါသုံးခါလောက်ထပ်ပြီးတော့ထိုးလိုက်ပါမယ်။ ပြီးဆိုရင်ဒီအစာလေးကိုသိမ်းပါမယ်ဒါဒါမူလေးထိုးလိုက်ပါထိုးပြီးရင်တစ်ချစ်နှစ်ရင်းသုံးရင်းလောက်ရှိပြီးတော့ဆွဲထုတ်လိုက်ပါဒါဆိုရင်ပန်းပွင့်လေးရပါပြီ။သီးရွက်ကလေးထိုးပါမယ်။ ပြမဥဆုံးဖုန်မီးကြည့်ပါမယ်။ဖုန်မီးအလုံးပေါင်း900ကြည့်ပါမယ်။1234569ပြီးရင်ပရမအူဆုံးဖွင့်ပြီးတပောက်ကိုကြော်ဒုတိယမြပုံမီထဲမှာတိုင်တူထိုးမယ်တပောက်ကြော်တယ်ဒုတိယဖွင့်ပြီးထဲမှာအပ်တယ် ခြီဆွဲပြီးရင်တိုင်တူထိုးလိုက်ပါတယ်။နောက်ကရက်ပေါက်မှာတိုင်လက်ထိုးမယ်။တည်ရင်ရင်အပ်ထဲခြီဆွဲအပေါ်မှာရှိတဲ့ခြီသုံးမင်းကိုတခါတည်းထုတ်ပါတယ်။တိုင်လက်ထိုးလိုက်တာပါ။ပြီးရင်နောက်တစ်ပေါက်မှာတိုင်ရှိထုံးမယ်တီးရထားတယ်ကရက်ပေါက်ထဲမှာအထက်ခြီဆွဲ နှစ်ပင်ထုံမယ်နောက်နှစ်ပင်ထုံမယ်နောက်တစ်ပတ်မှလည်းတိုင်ရှည်ထိုးမယ်တည်ရည်ရည်နှစ်တိုင်းတည်ရည်ရည်မယ်နောက်ကရက်ပေါက်မှလည်းတိုင်ရှည်ဆက်ထိုးပါမယ်၃တိုင်းနောက်ကရက်မှလည်းတိုင်ရှည်ထိုးမယ်၄တိုင် တပေါက်တစ်ချက်နဲ့တိုင်ရှည်လေးတိုင်ထိုးလိုက်တယ်။ပြီးရင်နောက်ကရက်အပေါက်မှာတိုင်လက်ထိုးမယ်။တည်ရင်ရှင်အပေါက်ထဲမှာအက်ထဲခြီဆွဲသုံးပင်ကိုတစ်ခါတည်းထုတ်ပါလေ။နောက်ဆုံးကြံတဲ့အပေါက်မှာတိုင်တူထိုးမယ်။အဲ့ပေါက်လေးထဲမှာအက်ထဲခြီဆွဲတိုင်တူထိုး။ဒါဆိုရင်တစ်ချမ်းပြီးသွားပါပြီ။နောက်တစ်ချမ်းထိုးဖို့အတွက်ဖူမိတစ်ချက်ကျစ်ပါမယ်။ဖူမိတစ်ချက်ကျစ်လိုက်တယ်။ပြီးရင် ဒီဘက်ကကြံနေတဲ့ဖူမီတချမ်းလေးတွေမှာလိုက်ထိုးပါမယ်။အခုထိုးခဲ့တဲ့ပုံစံတိုင်းဆက်ထိုးမယ်။အခုကတိုင်တူနဲ့ဆုံးတော့အဲ့မှာလည်းတိုင်တူပြန်ဆက်ထိုးမယ်။ဒီဘက်တချမ်းထဲမှာအတ်ထင်ခြီဆွဲတိုင်တူပြီးရင်နောက်ကရက်ပေါက်မှာတိုင်လက်ထိုးမယ်။တရင်ရှင်ပေါက်ထဲမှာအတ်ထင်ခြီဆွဲသုံးပင်ကိုတစ်ခါနဲ့ထုတ်တိုင်လက် ပြီးရင်တပေါက်တစ်ချက်နဲ့တိုင်ရှိ၄တိုင်ထုံးမယ်တင်းရင်ရစ်တဲ့ပေါက်ထဲမှာအပ်တဲ့ခြိဆွဲတိုင်ရှိထိုးပါတယ်တတိုင်းနောက်ကရက်ပေါက်ပါလေတတိုင်းနှစ်တိုင်ရပြီတိုင်ရှိအလုံးပေါင်း၄တိုင်ထိုးပါတယ် သုံးတိုင်ပြီးရင်လေးတိုင်တိုင်ရှင်အားလုံးလေးတိုင်ပြီးရင်နောက်ကရက်ပေါက်မှာတိုင်လက်ထိုးမယ်တင်းရင်အပေါက်ထဲမှာအက်ထက်ခြီဆွဲသုံးမိငူတစ်ခါတည်းထုတ်နောက်ဆုံးကြံတဲ့အပေါက်မှာတိုင်တူထိုးပါမယ်အက်ထက်ခြီဆွဲတိုင်တူထိုး ဒီနှစ်ဖက်စလုံးထိုးပြီးသွားပြီဆိုရင်ပရမအူဆုံးထိုးထားတဲ့ဖုံမီပေါက်နေထဲမှာเนาะတိုင်တူရဲ့ထိတ်ကဖုံမီပေါက်နေထဲမှာရှက်ကော်နဲ့ဆက်မယ်เนาะအဲ့ထဲမှာအက်ကလေးကိုအခုလိုပုံစံလေးထည့်လိုက်မယ်ပြီးရင်ခြီလေးဆွဲရှေ့ရခြီပင်လေးကိုအနောက်ကိုဆွဲထုတ်လိုက်ပါဒါဆိုရင်ပြီးပါပြီခြီစာလေးကိုနည်းနည်းလေးရှိရှိလေးဖြတ်လိုက်မယ်အစာလေးတင်းလို့ရအောင်လို့ပါ ီထိတ်မှရှိနေတဲ့ခြီစာလေးကိုအခုလိုအစာသိမ်းတဲ့အက်ကလေးနဲ့ထည့်ပြီးတော့သိမ်းပါမယ်။စာသိမ်းတဲ့အက်လေးထဲမှာထည့်နောက်ကျောကိုလှန်ပြီးတော့ဟောဒီနောက်ကျောဘက်ထဲမှာအက်ကလေးနဲ့လိုက်ထိုးထည့်ပါ။ ခြီစာလေးဖြတ်လိုက်ပါဒါဆိုရင်သိရွက်လေးရပါပြီအခုဒီပန်းပွင့်လေးတွေသိရွက်လေးတွေကိုကိုလိုချင်တဲ့ပုံစံလေးထိုးပြီးတော့ခေါင်းစည်းကွင်းမှာလည်းတက်ပြီးတော့သုံးလို့ရမယ်ဒါမှမဟုတ်ရင်ကလစ်တူပါတော့မှာလည်းဒီလိုမျိုးလေးတွေကတ်ပြီးတော့သုံးလို့ရပါတယ်ကိုအဆင်ပြေသလိုသုံးလို့ရပါတယ်